င်ဝင်းတူတူမစားချင်ဘူး။ထင်မင်းလည်းဆိုတူမစားချင်ကြအောင်ဟုတ်လား။မင်းကပြောလိုက်ပါလား။ဒီနေ့ကစာပြီးမင်းတို့ငါ့လုံစာလည်းမစားနဲ့။ငါ့ဘောင်လည်းမနေကြနဲ့လို့မင်းမစားတော့ဘာလို့ပြောမှဆွတ်တာလဲကွာဖိုးတော့။အဲမုန်းစရာကြီး character အဲ့လိုတည့်ရမှာ။ကိုယ့်ရဲ့ကျေးဇူးရှင်အကိုကအဲ့လိုမကောင်းမြင်စိတ်ကိုညားနေရအောင်။အကိုကအကိုအရင်းကိုအဲ့လိုကြည့်မရဖြစ်နေလား။တလားစရာအဲ့လိုမျက်လာရင်အဲ့လိုမျိုးဖြစ်နေအောင်ဆိုကိုမင်းမြင့်ကိုကြည့်ပြီးတော့ ါအဲ့တော့လေးရရှင်ခုန်နေပါတယ်။ဒါကဒီ family show ကြည့်တော့ကနေရောက်နေရပါတော့။အဲ့လိုဆိုမကြည့်လိုက်ရတော့ဒီကားကိုတာကိုရိုင်းလည်းပထမအဦးဆုံးဒီနေ့မှစကြည့်ရမှာပါတော့။အဲ့လိုဆိုတော့တော်စိတ်လှုပ်ရှားနေတယ်။တကယ်တော့လေအိတ်ကားရိုက်ပြီးကလေးကဒီစီပင်ကအကိုရီအမရဲ့ uniform မြင်လာရောအဲ့လို trauma ရရပါတော့။တနာရပါတော့။အဲ့လိုဆိုဒီနေ့တူတူကြည့်ရမယ်ဆိုတော့ပျော်ပါရဲ့ရှင်ဟုတ်။တော်တော့ကြတော့ဒီ အကိုရဲ့အိမ်ဆိုင်တွေများတာပေါ့နော်အဲ့လိုဆိုတော့ဒီကိုမင်းမြက်ကတော့ဒီတော်မြောက်တကုံဘက်ကမိုက်ကန်ချီကိုသွားပြီးတော့တေချာလေးလေးလာပြီးတော့ဟိုတေချာလေးကိုဒီဟို PDS ဗီဒီယိုမှာလည်းတွေ့မှာပါသူတေချာလေးသွားပြီးတော့လေးလာထားတာဒါတို့ကြအိမ်ဆိုင်တွေများတော့ဟိုအိမ်မှာလိုက်သွားရတယ်မှာတော့မပါဘူးပေါ့နော်ဟုတ်ဒီမှာတော့လုံးဝတိတ်ရပါပေါ့နော်တရားရဂိုင်းတော့ဟိုမှာစိုးသွမ်းပြီးတော့ရှိုင်းတာပေါ့နော်အဲ့လိုပြောလို့ရမယ်တကယ်တော့ဒါအိမ်မှာအကြီးဆုံးအကြီးဆုံးဆိုတော့ အာဒီကားရိတ်နေတဲ့အချိန်မှာငါမောင်နေငါညီမရေးတာငါ့ကိုအဲ့လိုမျိုးဆက်ဆံရင်ဆိုစိတ်နေပေါ့နော်အဲ့လိုတော်တော်လေးရောတင်ငန်းဆောင်ရရပေါ့နော်ကိုကိုရိုင်းကအိမ်မှာ အကြီးဆုံးဟိုမှာရိုက်ကားရဲ့ character ကအငယ်ဆုံးဟိုမှာအကြီးဆုံးစော်ကားရဲ့ character ဆိုတော့လေအာဒါကဒီကားကိုကြည့်ရဆိုလို့ရှိရင်တော့ ယူတဲ့အင်တင်ငန်းဆိုင်အများကြီးရပါတယ်ရှင်ဟုတ်ဒီက trailer ချစ်ရနေပိတ်သက်တရားငူရက်ကားပေါ့နော်ဒါကကွန်မြူနီကေအမာဂန်ဖန်တွေလည်းရှိအောင်ဆိုတော့သူကအရန်တနာနေကြတာအဲ့လိုဆိုဒီကကြည့်ရင်တော့ကွန်မြူနီကိုအရန်ချစ်တဲ့ပိတ်သက်တွေအနေနဲ့ငိုကြပါပါအခုမင်္ဂလာပါကိုရလာအကြီးကကိုမင်းမြတ်ကိုတနာတာအကိုကအဲ့လိုဒီ character အရလည်းရုပ်လည်းချထားတယ်ပြီးရခါကျတော့အရန်တနာစရာအဲ့လိုမျက်နှာကြီးအဲ့လိုမျိုးဖြစ်နေအောင်ဆိုတော့ ကိုမင်းမြက်ကိုကြည့်ပြီးတော့ပျော်မထွက်ဘူးအဲ့လိုပေါ့နော်ဒါပေမဲ့လည်းပျော်ရမှာဖြစ်မဲ့ character ဆိုတော့လည်းတော်တော်လေးတော့အဲ့လိုအာမာထားပါရဲ့ရှင်း character အရာဟုတ်ပါပဲဟာဒီမှာလေးတီဗီရောမှာဖြစ်နေတယ်ဗျာထမင်းတူတူမစားချင်ဘူးထမင်းလည်းဆိုတူမစားချင်ကြဘူးဟုတ်လားမင်းကပြောလိုက်ပါလားဒီနေ့အစားပြီးမင်းတို့ငါလုံစာလည်းမစားနဲ့ငါ့ကိုအောင်လည်းမနေချင်နဲ့လို့မင်းမဆက်ကဘာလို့ပြောမထွက်တာလဲကွာဖိုးတော်ရကျွန်တော်ရကဲကျူးပေးချောင်းလို့ပဲ ိရမလားကိုယ့်ရဲ့ကျေးဇူးရှင်အကိုမှအဲ့လိုမကောင်းမြင်စေကိုများနေရအဲ့လိုအကိုကိုအကိုအရင်ကိုအဲ့လိုကြည့်မရဖြစ်နေတာအကိုအရင်ဆိုရင်ငယ်တုန်းကလေးကအဲ့လိုအဖေလိုနေရမှာကိုယ့်ရှာကြွေးခဲ့အကိုအဲ့ဒါကိုတိရမလားကျေးဇူးနာမလဲပဲနဲ့အကိုဘာလို့လို့ကိုယ့်မျက်လုံးထဲမှာ cross တွေဖြစ်နေအောင်ပေါ့နော်အဲ့လိုမျိုးဆိုတော်တော်လေးတော့ character ကအဲ့လိုဆိုးပါရဲ့အများကြီးတော့ဆဲကြမယ်ထင်တယ်ပေါ့နော်ပြီးရခါကျတော့ဒီကားရဲ့မှာ အာတုံးထားရတချို့ဒါန်လို့ရဆိုလို့ရှင်လည်းနည်းနည်းလေးကျန်းနေပေါ့နော်အဲတာဂရမ်မပြောရှင်ဘာပဲမဲ့လဲအာ dialogue ကဒီတိုင်းပြောမှာပဲဒီဆမ်းမှာဒီလိုအသေးပဲတက်ရောက်မှာပေါ့အဲ့လို့ဆိုဒီတိုင်းပြောခဲ့ရပါရဲ့ရှင်အဲ့တော့ဒါချိုးပြီးတော့ဒီစီပင်ကအကိုကြီးအမကြီးပေါ့နော်ဒါအနေနဲ့ဒီနားကနေအာအားလဲနာပါတယ်တောင်းလဲတောင်းမှန်ရှင်ပါရဲ့လို့ဒါ ြောခဲ့ရတဲ့တချို့စကားလုံးတွေမှာအဘသူ့မှာထိခိုက်စေခြင်းနဲ့ဆန္ဒမရှိပါဘူးဒါဇလန်သဘောရတာတို့ဒီဇက်ကွဲရလောက်ထားရတာမျိုးလေးဆိုတော့တောက်နားလည်းပေးနိုင်မယ်လို့ထင်ပါတယ်လို့ထိုင်လို့နေဖြစ်မယ်ပေါ့နော်အဓိကတော့ဒီစီပင်အလုတ်ကရှက်စရာကောင်းတယ်လို့ပြီးရခါကျတော့ရှက်တယ်လို့ပါတော့ပေါ့နော်တကယ်တော့ဘယ်လို့မဆို အဲ့လိုမျိုးရှက်စရာကောင်းနေရမျိုးမဟုတ်ဘူးဒီ character အရဆန်နာဆိုတဲ့ကောင်မလေးကကြတော့ဒီအလုပ်ကရှက်စရာဒီအလုပ်နဲ့ပဲအကူအရှာကြွေးခဲ့တာဟိုမှာ तू ကဒီရှက်စရာကောင်းတဲ့အလုပ်ပေါ့နော် तू ရန်ရှက်တယ်ဆိုမျိုးနဲ့သွားတာဆိုတော့အာဒါအသားအားနာတယ်တနာညီအနေနဲ့ဒီစီဗင်ကအကူအမကြီးအားနာတယ်ပေါ့နော်ဟုတ်တကယ်တော့လေဒီလိုမျိုးမိသားစုဒီလိုအကူစော်ကားရယ်ဆိုရယ်ညီညီမကြီးအပြင်မှာရှိရယ်နော် အခုဇလန်ကလည်းသားတို့40ရာခိုင်နှုန်းလောက်ကအမှန်တရားပေါ့နော်ဒီ60ရာခိုင်နှုန်းလောက်ကတော့ချက်ကားထားမျိုးပေါ့နော်အဲ့လိုဆိုတော့ဒါကလေကိုကိုယ်တိုင်မကြုံဘူးတည်းလို့အပြင်မှာရှိရယ်ဆိုတော့သူတို့ဒါဒီလိုမျိုးဆက်ကားကိုကြည့်မယ်ဆိုလို့ရှိရင်တန်ဝေကားရမှာအမှန်ပဲပေါ့နော်။ဩငါဒီလိုမျိုးပုံစံကတူနေပါလားဆိုပြီးတော့ဖြစ်မှာအမှန်ပဲ။ဒါတို့ကလည်းဒီဖြစ်ရမှာကိုအခြေခံပြီးတော့ပဲနည်းနည်းလေးချဲ့ကားပြီးရိုက်ထားတာဆိုတော့ဒီအအတိတစ်ခုခုရပါစေဖို့တော့ဒီညှောလင့်နေပေါ့နော်ဒီကားလေးကြည့်ပြီးလို့ရှိရင်ဘယ်မက်ဆေ့ချ်ရမလဲဆိုတော့ဒီ ကျေးဇူးရှင်ကိုအဲ့ပေါ့ကျေးဇူးရှင်ကိုကျေးဇူးတရားနားလဲရမယ်ကွာအဲကို့ထမင်းတစ်ခါချွေးခွေးတဲ့သူကတော့ကို့ရဲ့ကျေးဇူးရှင်ပဲဒါကဒီကားထဲမှာဆိုရင်အကိုကငငယ်တုန်းကတည်းကအေးမေးရှိမရှိရတဲ့အချိန်မှာမောင်နှမနှစ်ယောက်ကိုပဲလောကဒီမောင်နှမနှစ်ယောက်ကိုပဲချိပြီးတော့သူ့ရဲ့ဒီတက်လန်းနေပါဘာမှမစင်စားပဲနဲ့ဒီနှစ်ယောက်အတွက်ပဲသူ့ဘဝရနစ်မြုပ်ပြတာအမြင်အောင်မြတ် ဲ့ရပါဘောเนาะအဲ့ဒါကိုကျေးဇူးကိုစော်ကားရမျိုးဆိုတော့အပြင်မှာအဲ့လိုမျိုးမဖြစ်ဖို့အတွက်တော့ဒါတို့ဒီပြောချင်ပါရဲ့တာဂရိုင်းလည်းအကြီးတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အရန်ခံစားရမှာပေါ့နော်ကိုယ့်ရဲ့မောင်နှမတွေကကိုယ့်အဲ့လိုမျိုးဆက်ဆံမယ်ဆိုလို့ရှိရင်